အဓိကဒီနေ့စူးစမ်းနေရတဲ့ဒီရွယ်ချက်ကမိကြောင့်ပေါ့နော်မိကိုလှုပ်ကြွေးခြင်းလို့မိမိကိုကောင်းမွန်နေရတဲ့အမေတယောက်ဖြစ်စေခြင်းလည်းပဲနေရမှာပဲဖြစ်ဖြစ်အဲ့တော့ကြောင့်ဒီနေ့စူးစမ်းနေရဆိုတော့ဟိုတကယ်လို့အမေသာမရှိခဲ့ဘူးဆိုရင်ပေါ့နော်ဒီနေ့ဒီလောက်ထိစူးစမ်းခြင်းမစူးစမ်းမှာဒါပေမဲ့အမေကိုပြန်ပြန်ကြည့်လိုက်လို့ရှင်ဒီနေ့အမေအတွက်စူးစမ်းခြင်းနဲ့မိရှိနေတဲ့အချိန်လေးအတွက်မှာဟိုဘယ်လိုပြောမလဲအမေအတွက်ပတ်စံလေးအများကြီးရှာပေးပြီးတော့အမေကိုဘာလုံးဝမလုပ်ရဘဲနဲ့အဲကိုသူမီးနောက်ဝယ်လိုက်နေရအမေတောင်ဖြစ်စေခြင်းနဲ့အဲ့တော့ကြောင့်စူးစမ်းနေရလည်းပါပါ ိကထင်းနေစူးစမ်းနေရတဲ့ဒီရွယ်ချက်ကမိကြောင့်ပေါ့နော်မိကိုလှုပ်ကြွေးခြင်းလို့မိမိကိုကောင်းမော်နေရတဲ့အမိတယောက်ဖြစ်စေခြင်းနဲ့ပဲနေရမှာပဲဖြစ်ဖြစ်အဲ့အတွက်ကြောင့်ထင်းနေစူးစမ်းနေရဆိုတော့ဟိုတကယ်လို့အမိသာမရှိခဲ့ဘူးဆိုရင်ပေါ့နော်ထင်းနေဒီလောက်ထိစူးစမ်းခြင်းမစူးစမ်းမှာဒါပေမဲ့အမိကိုပြန်ပြန်ကြည့်လိုက်လို့ရှိရင်ထင်းနေအမိအတွက်စူးစမ်းခြင်းနဲ့မိရှိနေတဲ့အချိန်လေးအတွက်မှာဟိုဘယ်လိုပြောမလဲအမေတို့ပတ်စံနေအများကြီးရှာပြီးပြီးတော့အမေကိုဘာလုံးဝမလုပ်ရဘဲနဲ့အဲကိုသူမီးနောက်ဝယ်လိုက်နေရအမေတောင်မျိုးဖြစ်စေချင်တယ်အဲ့အတွက်ကြောင့်ကြိုးစားနေရလဲပါပါတယ်ကျေးဇူးတင်ပါတယ် ဟုတ်ဟိုဘယ်ယာဖြစ်ဖြစ်ပေါ့နော်ဒီနေ့အကောင်းဆုံးဖြစ်အောင်လုပ်တဲ့အတွက်ဟိုဘယ်ယာနဲ့မဆိုဒီနေ့မိ့ကိုတော့ဟိုပညာရေးနဲ့မှမဟုတ်တခြားအရာနဲ့ပဲဖြစ်ဖြစ်အလုံးနဲ့ပဲဖြစ်ဒီနေ့အကောင်းဆုံးစူးစမ်းပြရအောင်ဟိုပြောရမယ်လုပ်ကြည့်တော့မှာပါဟုတ်ဟိုဟာဒီနေ့ကတော့ကိုကိုတော့အလိုအရင်တော့ကတော့တူတယ်လို့မထင်ဘူးပေါ့နော်ကိုကြီးကမိမိနဲ့ပိုတူတယ်လို့ကိုလုံးကပြောကြတာဒါပေမဲ့အခုကျတော့နည်းနည်းသူများကြီးပြောတော့နည်းနည်းလေးတဖြည်းဖြည်းနဲ့အမူအရာလေးရတူလာတယ်လို့တော့ပြောကြတယ်ပေါ့ဟုတ်တကယ်ဒီစကားတူ ဟုတ်ဟုတ်ဟုတ်ကောင်းတာပေါ့နော်ဟိုဘယ်ပြောရမလဲမမေကပြီးတော့မမေက drama ပိုင်းနဲ့မင်းသမီးဆိုတော့ဒီနေ့ကလည်းဟိုဘယ်ပြောမမေနဲ့တူ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 ကျင်တာပေါ့နော်အဲ့လိုမျိုး drama ဟိုအစ်တတယောက်နေနဲ့အရင်ကြီးဟိုမကောင်းဆိုရင်တော့မဟုတ်ကောင်းဆုံးတော့စူးစားခဲ့ရင်တော့အကြောင်းချက်ကိုတော်တော်လေးနီးနေဟုတ်တယ်နည်းနည်းဒါသူပြေဘသူပြေကိုစိတ်မချဘူးလေ။ဟွန်းကိုကြီးပေါ့နော်။ကိုကြီးကတော့စိတ်မချဘူး။အဲကိုကြီးနဲ့မမီနဲ့ဟို အဓိကထင်းနေကာကြအိမ်မှာဟိုသူတို့ကပတ်စံရှာရဲဒီနေ့ကဒီဒီပတ်စံကို manage ထိမ့်သိမ်းပေးရတာဆိုတော့ခါကြတော့ဟိုကိုယ်စိတ်တော့မချဘူးဒါပေမဲ့ထင်းနေသွားမဲ့ဟိုအဒီပညာရေးပိုင်းကပိုရေးကြီးနေရဆိုတော့ခဏတနေ့နေ့လောက်တော့ဟိုသွားပြီးတော့မှပြီးမှပြန်လာပြီးဟိုဖြစ်မယ်ပေါ့နော်မေမေတို့ကိုကြီးတို့ကလည်းအခုအလုပ်တရားပြည့်ဆိုထင်းနေကမလိုက်နိုင်ဘူးမလိုက်နိုင်တော့ဟိုအကောင်းဆုံးတော့သူတို့ကိုဘယ်လိုပြောမလဲလှုပ်ထားပေးခဲ့ပြီးမှသွားမှာပါဟုတ်ကဲ့အဲ့တော့အမှုပညာ တိုင်နည်းတော့ပြန်ချားရဲမှာလို့ gap တော့ဖြစ်သွားမှာဟုတ်ဟုတ်ဟိုတနည်းကျတော့အဓိကကလေဟိုပညာရေးကိုပို့ပြီးတော့ဦးစားပေးခြင်းနဲ့ပေါ့နော်ဒီမန်ဇကာကလည်းထင်တယ်နောက်ဟိုရိုက်ဖြစ်တယ်ဆိုတာလည်းနေရာတစ်ခုလည်းရတဲ့အပြင်နောက်ပြီးဟိုဇကာကလည်းတကယ်ကိုဟိုကောင်းတဲ့ကားလေးမို့လို့ပေါ့နော်ထင်တယ်ရိုက်ဖြစ်တာဖြစ်တဲ့အတွက်လောလောဆယ်မှာတော့ထင်တယ်ကဟိုခွင့်ပေးလိုက်ရင်တော့လုံချင်တယ်ဒါပေမဲ့ဟိုလိုမျိုးဒီနုပညာလောကတွေရောဆုံးဝင်သေးဘူးပေါ့နော်ထင်တယ်အသက်ရွယ်အရာလေဆိုတော့ထင်တယ်ပညာရေးပိုင်းရောရင်ပြအောင်လုပ်လိုက်ပါမယ် မမှန်တော့လေဒီနေ့အဲ့လိုမျိုးဟိုစာယူးယူးတာတော့လည်းမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဟိုဒီနေ့ကကြာအဲ့လိုကိုလုံးမဲ့အလုပ်ဆိုလို့ရှိရင်ဒီကားရိုက်တာပဲဖြစ်ပါဖြစ်ဒီနေ့လုံးဖို့ဆုံးဖြတ်ထားရင်ဒီနေ့ကအဆုံးထိဟိုပြီးရင်ပြီးပြီးရောလုံးတက်မလုံးချင်ဘူးပေါ့နော်မလုံးချင်တဲ့ခါကျတော့ဟိုဘယ်ရမစို့ကိုလုံးရင်အဆုံးထိအကောင်းဆုံးဖြစ်အောင်လုပ်တာပါ တခုခုကို attention ပေးလိုက်ပြီဆိုဒီတဲ့ကတော့စိတ်နှစ်လိုက်ဟုတ်ထင်းထင်းဒီဇကားရိုက်တုံးကလည်းထင်းထင်းဒီစာရီကုံတုံးကိုရက်20 25လောက်ထင်းထင်းဟိုဖြစ်လိုက်ရတာပေါ့နော်ပြီးတော့ဒီကားလုံးဝပြီးပြီဆိုတော့မှဒါအိစာဘက်ပြန်လဲရဆိုတော့ဘယ်လိုထင်းထင်းကိုနှစ်ခုလောက်ခိုင်းလို့လည်းမရဘူးထင်းထင်းအရလို့အာထင်းထင်းကတော့အဓိကအခု business ကို focus လုပ်ချင်တာဆိုတော့လေ business woman ဖြစ်ချင်တာပေါ့နော် business woman ဖြစ်ချင်တာဆိုတော့အာအဲ့လိုဖြစ်သွားအောင်လဲထင်းထင်းအခုတည်းကဒီ business ကြောင်း ဒီကတော့ marketing specialization ယူပြီးတော့ကျင်ပြီးတော့ master ပညာရေးကိုတော့ဆက်ပြီးတော့တောက်လျှောက်သွားအောင်မှာပေါ့နော်။သူများပြောလို့ပဲဒီနေ့ကိုကြည့်လိုက်ရင်ဆောင်းဝဲဖြစ်နေဆိုတော့တကယ်တနည်းပဲလို့အေးစာပဲလုပ်နေရလို့မျိုးဆိုတော့ဟိုအဲ့အရာကြီးစူးစမ်းတဲ့လောက်ရလက်ကတော့အဲကြည့်လိုက်ရင်တော့တနည်းတော့ထွက်လာလိမ့်မယ်လို့ထင်ပါတယ်။အိုးတင်နေကြအမှန်တိုင်းပြောရရင် homesick တော့ဖြစ်မှာပေါ့နော်။ဘာလို့ဆိုတင်နေတကားမှာကိုကြီးလူတော်မှအဲ့လိုမိနေကိုနဲ့မခွဲဘူးဆိုတော့ပေါ့နော်။ဒါပေမဲ့ဟိုတင်နေအဲ့လိုဖြစ်တယ်ဆိုရင်တော့မှတင်နေကလည်းနည်းနည်း ဲ့လိုလွမ်းနေတောင်မှရင်ထဲမှာပဲတင်ထားပြီးတနည်းပြတတ်တဲ့သူမျိုးမဟုတ်ဘူးဆိုတော့လေတင်းနေလို့ဖြစ်နေတောင်မှတင်းနေဟိုမှာအကောင်းဆုံးစူးစမ်းနေပြီးတော့ပေါ့နော်အမေတို့စူးစမ်းပါမယ်ခုတည်းကငွေကြေးပိုင်းဆိုင်ရာတို့စီမဲခဲ့ပြီးပြီပေါ့အခုအခုတော့အဟိုဟိုကနေပြီးတော့ရားတလောက်တော့လှမ်းပြီးတော့အကြီးကျက်ပြီးတော့လည်းလွတ်တော့လွတ်မပေးဘူးဟုတ်ပါဗျာနည်းနည်းတော့ဟိုပြောကိုကြီးကလည်းပြောနေရောเนาะဟုတ်တင်မှုတောင်းရင်လည်းသူကလိုက်လို့ရတယ်တဲ့ ဟုတ်တယ်သူလိုက်ပို့အကြောင်းပြပြီးလိုက်ပျော်မယ်လို့တော့ပြောနေရပေါ့နော်ဒါပေမဲ့သူအခုကားရိုက်နေဇက်တိုက်ဆိုတော့သူလည်းမရပါဘူးအဲမမီလည်းမမီကတော့တလားလောက်လိုက်နေမယ်ပြောရတယ်ဒါပေမဲ့သူအချိန်နေရပေါ့နော်ကိုကြီးလောက်လည်းသူတောက်ချောက်လိုက်နေရတာဆိုတော့ဟုတ်တွေးထားတယ်ဟိုမမီကတော့ဟိုဖေဖေကတော့ပေါ့နော်သူတို့ကြောင်းထားပေးရဆိုတော့အဓိကဖေဖေကတော့ဟိုဘယ်လိုပြောရမလဲသူကတော့အလုံးမလုံးလဲဟိုဖြစ်တယ်ဒါပေမဲ့ထင်နေရတော့ဒီဘဝဟိုဘယ်လိုပြောရမလဲ ဟိုအတွက်နည်းနည်းဟို experience လည်းရကျင်တာဖြစ်တဲ့အတွက်ဒီနေ့အကောင်းဆုံးစ조사ပြီးတော့ဟိုအချိန်ပိုင်းလုပ်လေးလို့ကိုစဉ်းစားထားပါတယ်ဟုတ်ပါဘာပဲမဲအလုပ်ပဲမဲအလုပ်ပဲဖြစ်ဖြစ်လုပ်မှာပါဒီနေ့ကတော့အဓိကတော့မင်းသမီးရဲ့သမီးဖြစ်လဲလူပဲလေးနော်အဲ့တော့မင်းသမီးရဲ့သမီးဖြစ်နေရတယ်ဘာမှထူးခြားမသွားဘူးဘာမှလည်းဟိုဝင်မြင့်နေကြမှာမရှိဘူးလို့ထင်တယ်ဟိုရောက်ရင်ကိုကဒီလူတွေကလူပဲဖြစ်တဲ့အတွက်ဒီနေ့ကတော့အကောင်းဆုံးစ조사နေမှာအာရိုက်ကူးတော့ကတော့ထင်တယ်မမရရဟို ဆောင်ပွဲနဲ့ပေါ့နော်အဲညှက်ပြီးတော့အပြေးလွှာရိုက်ခဲ့ရတဲ့ကားလေးပေါ့နော်ဒါပေမဲ့ဟိုအကောင်းဆုံးလဲကြိုးစားထားပါတယ်ပြီးတော့ဒီဇာကားအကြောင်းမလို့ဒီအမှုပညာကြီးကိုမောင်မိုင်းနဲ့လည်းအများကြီးတီးခဲ့ရတယ်ဟိုမမေလေးတို့ကကျော်တို့နောက်ကိုတီးရတို့အကုန်လုံးနဲ့တီးခဲ့ရတဲ့အတွက်လည်းဝမ်းသာပါတယ်ဒီကားလေးကလည်းတစ်နေ့ရဲ့လုံးဝဘဝရဲ့အမှတ်တရပေါ့နော်ပြီးတော့မတ်စတုန်းလဲဖြစ်မယ်လို့ထင်ပါတယ်ဟုတ်အဲကိုအများကြီးပညာကြီးဟို အများကြီး level up သွားအောင်ပေါ့နော်လုပ်ပေးရဲကားတကားလို့မြင်ပါတယ်နောက်ပြီးတော့ဒီမှာဒီကားရဲ့ director ပေါ့နော်ဆရာတင်းနေဆရာလည်းဦးဆရာဖြစ်တဲ့ဆရာကိုတန်းထားတယ်တင်းနေအများကြီးသင်ပေးခဲ့တဲ့အတွက်အဲတင်းနေဒီလောက်ထိဟိုလုံနိုင်ခဲ့လို့မြင်ပါတယ်ဟုတ် အာဒီကားလေးကလုံးဝထင်လို့အတွက်မှတ်တရကားလေးဖြစ်တယ်လို့ဟိုပြိသက်တွေဒီကားကိုကြည့်ပြီးသွားရင်လည်းရေလဲမှာတခုတော့တိုင်းငယ်မှာတည်ကြတဲ့ကားလေးဖြစ်ပါတယ်။နောက်ပညာပေးကားလေးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့အာပြိသက်တွေတကယ်လို့မန်စကာထွက်လို့ရှိရင်လည်းလာပြီးတော့အပီပီဝင်းရံပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်။